ချမ်းသာကြောကြားမှု အာနာရှိမှုကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးကိုပင်လယ်ဓားကြီးဂိုးရော်ဂျာကပိုင်ဆိုင်ခဲ့ပါတယ်။သူမသိခင်ပြောခဲ့တဲ့ဇာတ်ရီကြောင့်လူတော်တော်များများကပင်လယ်ထဲကိုထွက်ခွာကုန်ကြပါတယ်။ကမ္ဘာပေါ်မှာငါပိုင်ဆိုင်ထားသမျှအရာအလုံးအဲ့ဒီနေရာမှာထားခဲ့တယ်လို့ပြောတဲ့ဇာတ်ကြောင့်အားလုံးက Grand Line ထဲကိုဝင်သွားကြပြီးကမ္ဘာကြီးကပင်လယ်ဓားတွေကြီးဆိုတဲ့ခေတ်ကိုရောက်ရှိသွားပါပြီ။၃နှစ်လောက်လူကောင်းရောင်ဆောင်ပြီးမှအချီကြီးကြီးရောင်ကျန်စီထားတဲ့ဂလက်ဟာရော့ကို Luffy, Zoro နဲ့နာမီတို့ပေါင်းပြီး Usopp ကပြန်လည်တိုက်ခိုက်တော့မှာပဲဖြစ်ပါတယ်။ ဒီရွာလုံးရဲ့ယုံကြည်မှုကိုမခံရပါဘဲရွာကိုချင်းမြန်တို့ပြီးကဲတင်ခြင်းနဲ့စိတ်တက်လေးရှိတဲ့ဥဆုပ်ကိုအကျိုးမရှိရင်တော့လေမရှုံတဲ့လူဖီရိုတစ်ဖွဲ့ကလည်းစေတနာတန်တန်နဲ့ရွရွချွန်ချွန်တိုက်ပွဲဝင်ပြီးတော့မှဖြစ်ပါရည်။ဘီလန်တမျိုးကောင်းဆောင်ဂလက်ဟာတော့ကစီစဉ်စရာရှိတာတွေစီစဉ်ပြီးတော့ရွာတွေကရေတိုက်ကြီးစီကိုပြန်လာပါရည်။ဥဆုပ်ကမနေ့ပြန်မှခြေတက်လာမယ်။ဂလက်ဟာရဲ့တပည့်တွေကိုတောင်းဖို့အတွက်တောင်းဆောင်မှုကိုတက်လာပါရည်။ ဒီလမ်းကရွာလေးကိုသွားဖို့အတွက်တခုရီးသောလမ်းဖြစ်တဲ့အပြင်တောင်ဆောင်လမ်းလေးဖြစ်နေတာမို့လို့လူတွေများကြီးလဲတပြိုင်တည်းဆူလာလို့မရပါဘူး။ဒါကိုအခွင့်ကောင်းယူပြီးဦးစုပ်တို့သာဒီလမ်းကိုပိတ်ပြီးတားနိုင်ခဲ့ရင်ရွာကလည်းတိုက်ခံရတော့မှာမဟုတ်ပါဘူး။ဦးစုပ်ရဲ့အစီအစဉ်ကိုနားထောင်နေတဲ့နာမီတို့ကလွယ်ကူနေတာမို့အေးဆေးပဲလို့ပြောနေပါရီ။ဒါပေမဲ့ဦးစုပ်က၄ရောက်ထဲနဲ့တိုက်ရမှာမို့လို့တယောက်ချင်းစီရဲ့ရေချင်းတွေကိုမေးလိုက်ပါရီ။ ဇိုရိုရဲ့ဓာတ်တိုင်းလူဖီရဲ့ရောဝါစကီနဲ့နာမီရဲ့ငတက်ပြားပညာနဲ့ရန်သူတွေကိုအေးအေးဆေးဆေးနိုင်ပေမဲ့ဥဆုပြရဲ့မဟာပညာပါဝါကပုံတတ်တာလေးတစ်ခုသာဖြစ်တာကြောင့်လူဖီတို့၃ယောက်ချိန်တာခံလိုက်ရပါတယ်။ရဲတိုက်ထဲကိုရောက်လာတဲ့ဂလတ်ဟာတော့ကိုအိန်တော်ထင်းကြီးကခီးဥကြိုဆုံနေပါတယ်။တခင်မာလီခါရာကအိတ်နေတယ်လို့ပြောပြီးဒီနေ့ဖြစ်သမျှအကြောင်းအရာအလုံးကိုဂလတ်ဟာတော့စီစီကပတ်ကုန်းတင်ပြလိုက်ပါတယ်။အားလုံးကိုနားထောင်ပြီးဂလတ်ဟာတော့ကငါဟိုဘက်မျိုးကိုသွားနေတော့မှဒီလိုကိစ္စတွေဖြစ်တာတကယ်ဆိုးတာပဲ။ဒီဥဆုပြတဲ့ကောင်ကအတော်ကြုံမှုရဲဆိုပြီးပြောလိုက်ပါတယ်။ အိမ်တော်ထင်းကြီးကတော့ဂလတ်ဟာရောလိုမျိုးလူကြီးလူကောင်းကိုပင်လယ်ဓားလိုပြောတာကမဖြစ်နိုင်တဲ့အလိညာပဲလို့ဟီဟီမောမောပြောလိုက်ပါရီအမှန်တိုင်းပြောနေတာတော့သူ့ရဲ့ပြည်မှုကြောင့်အလုံးကယုံကြည်နေတဲ့ပုံစံကိုဂလတ်ဟာရောတရားဒိတ်ဒိတ်လေးကြိတ်ရည်နေပါရီပြီးတော့မှစပွဲဘော်ကိုတင်ထားတဲ့လက်ဆောင်ပူလေးကိုမြင်လိုက်ပြီးဒါလီကဗာလီလဲလို့အိမ်တော်ထင်းကြီးကိုမေးလိုက်ပါရီအိမ်တော်ထင်းကြီးကဒါဟာသခင်မာလီကခမားအတွက်ဒုံးနေပြည်အမတ်တရားလက်ဆောင်နေတဲ့တေချောင်းမာပေးထားတာလီအခုခမားတက်နေတဲ့မျက်မှန်ကခဏခဏရှော့ကြနေရမလားဒါကြောင့်ဒီမျက်မှန်ကိုသူကိုယ်တိုင်တေချောင်းမာပေးထားခဲ့တာဆိုပြီးပြောပြပါရီ ဂလာဟာတော့ကခါရာရဲ့လက်ဆောင်မျက်မှန်ဘူးကိုကြည့်ပြီးဟုတ်တာပေါ့မနေ့ပြန်ကအမတ်တရားနေရတရဖြစ်တော့မှာပဲလေဒီနေ့ညကလာကွေးလေးပဲပေါ်တဲ့ညဒီလိုညမျိုးတွေကငါရင်တွေကိုအမြဲတမ်းခုန်စေပြီးငါသွေးတွေကိုစူပွတ်စေတယ်လို့ပြောကမျက်မှန်ဘူးလေးကိုဖျက်ဆီးလိုက်ပါလေဂလာဟာရဲ့လိုရကြောင့်အိန်တော်ထင်းကြီးကလန့်သွားပြီးတခင်မာလီရဲ့လက်ဆောင်မှုကိုဘာလို့ဖျက်ဆီးလိုက်တာလဲလို့မေးပါလေဂလာဟာရောကငါကသူ့စီကနေလက်ဆောင်ကိုယူမှာပါဒါပေမဲ့ဒါလေးပဲတော့မဟုတ်ဘူးဒီအင်ကြီးတစ်လုံးလုံးကိုယူမှာလို့ပြောလိုက်ပါလေ ဂလာဟာရိုရဲ့စကားကြောင့်အင်တော်ထင်းကြီးကကြောက်လန့်နေတဲ့အချိန်ဂလာဟာရိုကဆက်ပြီးတော့နောက်နာရီအနေငယ်ကြာရင်မတော်တဆမှုကဖြစ်တော်မှာလေလို့ပြောပြီးသူ့ရဲ့ဓာရီနဲ့အင်တော်ထင်းကြီးကိုတတ်ပစ်လိုက်ပါတယ်။ပြီးတော့နေခါရာရဲ့ခန်းထဲကိုဝင်ခဲ့ပြီးမှဂျန်ဂိုရိုမရောက်လာသေးတာမို့လို့တဖြည်းဖြည်းပြန်ထွက်လာခဲ့ပါတယ်။ကြောင်မဲပင်နယ်တို့များအဖွဲ့မှာတော့သူတို့ရဲ့အကြံစီကိုအကောင့်ထည့်ဖို့ဖို့အတွက်မနက်စောစောလေးကကြိုတင်ပြင်ဆင်နေကြပါတယ်။မိုက်ကယ်ဂျက်ဆင်ဂျန်ဂိုကသူ့ရဲ့အဖွဲ့သားတွေကိုအခုပဲစတင်ပြီးလုပ်ငန်းစဖို့အမိန့်ပေးလိုက်တာနဲ့တပြိုင်နက်ပင်လယ်ရမြတွေကလည်းရွာတွေကိုဝင်လာကြပါသေးတယ် ကပတိန်ဦးစောကတောင်ဆောင်ပေါ်ကနေကြိုးစောင့်နေပြီးစီရီနဲ့ဖျန်းထားပါရီတောင်မကိုတက်လာနေတဲ့ပင်လယ်များတွေကစီရီနဲ့ချော်ပြီးပြန်မလာဖြစ်နေချိန်သူတို့ကပြေးမယ်လို့စီစဉ်ထားတာပါလူဖီကဒီလိုအကွက်ကြကြစီစဉ်နိုင်တဲ့ဦးစုပ်ကိုချီးကျူးလိုက်တဲ့အခါမှာဦးစုပ်ကဗျူဟာခင်းနာနဲ့လေးဝါပြစ်တာနဲ့ပတ်သက်ရင်ငါ့ကိုငါယုံကြည်မှုအပြည့်ဝရှိတယ်လို့ခန့်မှန်းမှပြောပါရီအားလုံးကလည်းအကွက်ကြကြစီစဉ်ပြီးတဲ့အပြင်တယောက်ချင်းစီရဲ့စကေးတွေကလည်းမိမိုက်နေကြတာမို့လို့လူဖီတို့တွေကကြောင်မဲပင်လယ်များအဖွဲ့ကြီးချီလာမဲ့အချိန်ကိုပဲထိုင်ဆောင်နေကြပါရီ ဖြည်းဖြည်းနဲ့အချိန်လေးကြာလာပြီးဂျန်ကိုကောင်းဆောင်တဲ့ပင်လယ်ဓားများအဖွဲ့ကြီးကပင်လယ်ကနေတဆင့်ရွာတွေကိုဝင်လာခဲ့ကြပါတယ်။ရွာတွေကိုဝင်လာတဲ့အချိန်မှာကြောင်မဲပင်လယ်ဓားများတွေကနာမီရိုးရဲ့တင်မောကိုတွေ့သွားကြပါတယ်။ဓမြရီလာမဲလန်ကနေကျူစောင်းနေကြတဲ့လူဖီရိုတွေကအခုချိန်ထိဓမြရီရဲ့အရေးအယံကိုမတွေ့တာကြောင့်ဇဝေဇွားဖြစ်နေပါလိမ့်။ဥဆုပ်ကတော့ရွာတွေကိုလာမဲလန်ကဒီတလန်းမဲရှိတာကြောင့်တေချာပေါက်လာကိုလာမဲလို့ပြောနေတဲ့အချိန်နာမီကအဝေးကနေအတန်းတန်းကိုကြားလိုက်ရပါလိမ့်။ဘီနန်ဓမြရီရဲ့အတန်းကတစားစင်းစကြေလာတာမို့လို့နာမီအပါဝင်အားလုံးအံ့ဩကုန်ကြပါလိမ့်။ အဲ့ဒီအချိန်မှာပဲဦးစုပ်ကရွာရဲကိုဝင်မဲ့လမ်းကဒီနေရာပြင်အခြားလမ်းတစ်ခုရှိတယ်ဆိုတာကိုသတိရသွားပါတယ်။အခုကလမ်းမကြီးကိုထိုင်ဆောင်နေရတာမို့လို့အားလုံးကဆောင်းရကြောမနဲ့နေတော့ပါဘူး။မနေ့ကဂလက်ဟာတော်နဲ့ဂျန်ကိုပြောတာကဒီနေရာမှာမှုလို့သူတို့ကဒီနေရာမှာပဲလာမယ်ထင်နေတာပါ။လူဖီကအချိန်မီတော့မြန်သွားဖို့အတွက်အခုလက်ရှိနေရာကနေမြောက်ဘက်ကိုတည့်တည့်သွားရင်းဒေါမနီနဲ့အမြန်ရောက်တယ်လို့ကြားတာနဲ့တန်းသွားဖို့ကြိုးစားပါတယ်။နာမီကလည်းဒီမောပေါ်မှာထားတဲ့သူ့ရဲ့ယန္တနာတွေကိုပင်နယ်သမားတွေယူသွားမှာကိုစိုးရိမ်သွားပါတယ်။ တို့တွေကမြောက်ပိုင်းကိုပြေးခဲ့တော့မှပဲနာမီကတော့ဦးစိုးပြည့်ရဲ့စီရီနဲ့ချော့ကြသွားပါတယ်ဒါပေမဲ့ဇိုရိုရဲ့ခြေထောက်ကိုဆွဲပြီးဇိုရိုရဲ့ပေါ်ကနေနာမီကထွက်ပြေးလာပါတယ်အရှိကနေပြေးနေသူဦးစိုးကအကြောင်းမဲပင်နဲ့မြောက်အဖွဲကိုလောက်လေးဝါးနဲ့ပိတ်ပြီးတားလိုက်တယ်လော့ဇယ်ရောလူဖီရောကအခုထိရောက်မလာသေးလို့စိတ်ထဲကနေတော်တော်ကြောက်နေပြီဖြစ်ပေမဲ့သူ့စိတ်ကိုအားတင်းပြီးငားလိုက်ငားနောက်မှာတက်သားတန်းပါတယ်လို့ခက်တီတီဖိန်လိုက်ပါတယ်ဒီစကားကအကုန်လုံးစီမှာယုံကြည်စရာကောင်းမနေတာကြောင့်ဦးစိုးကိုဟားတိုက်နေတဲ့အချိန်မှာလူဖီရောရဲ့လှေတွေကနေဘယ်ရီငားသန်းထွက်လာကြောင်းသတင်းရပါတယ် ။ဥစုပ်ကအဲ့ဒီပတ်စံတွေကိုယူပြီးဒီရွာကနေထွက်သွားတော့လို့ကြောင်မဲပင်နဲ့တမျှဂိုင်းကိုနှင်ထုတ်ပါရီ။ဂျန်ကိုကဒီပတ်စံနောက်လေးနဲ့ငါတို့ကိုလာခိုင်းချင်နေတာလားလို့မေးနေပြီးသူတို့တွေကပင်နဲ့တမျှတွေဖြစ်တော်မို့ဒီကယရနာတွေကိုယူမဲ့ပြင်ဒါလေးနဲ့မလုံလောက်သေးဘူးလို့ပြောပြီးရွာလေးကိုဝင်မို့အတွက်ဥစုပ်ကိုအိမ်မွေချလိုက်ပါရီ။ဒါပေမဲ့ငတက်ပြားနာမီကဒုတချောင်းနဲ့ရောက်လာပြီးဥစုပ်ကိုစိတ်ညူတာကနေလောက်အောင်ကဲလိုက်ပါရီ။ပြီးတော့ဒီမိုရီကပတ်စံတွေကသူ့ရဲ့ပတ်စံတွေမို့လို့ဘသူ့ကိုမှယူခွင့်မပေးဘူးလို့လည်းတားလိုက်ပါတယ်။အားချောင်ပြီးတော့ယူသွားလို့သွားပြောတဲ့ဥဆုပ်ကိုလည်း နာနာလေးတီးပေးလိုက်ပြီးဂျန်ကိုကစိတ်ညွတ်ပညာရှင်မို့လို့သူ့ရဲ့တန်ငွေလေးကိုမကြည့်ဖို့ပါတတိပေးလိုက်ပါရီနာမီရောက်လာတာတောင်စောကြီးထွက်ပြေးသွားတဲ့လူဖီကအခုထိရောက်မလာသေးတာကြောင့်ဥဆုမနဲ့နာမီတို့ကတိုင်ပတ်နေပါရီလူစိုးတွေကိုအရှိကနေရွရွချွန်ချွန်တိုက်ပွဲဝင်မှုအတွက်နေရင်သွားငါရင်သွားဆိုပြီးနှစ်ယောက်သားအကျိတ်နဲ့ညင်းခုံနေပါရီဥဆုကလည်းကြောက်လွန်အားကြီးလို့ဒူးတွေပါတုံနေပြီမို့လို့နာမီပြောသမျှကိုနိုင်ငံညင်းဆန်နေတာပါဇူရိုကစီရီဘော်ကနေခနာတာပြုတ်ကြပြီးတဲ့နောက်ပိုင်းသူရဲ့ဆာမူရိုင်းသားတွေနဲ့ထောက်ပြီးစီရီတွေကနေလွတ်မြောက်လာပါတယ် ဒါပေမဲ့ဦးစိုးပြောရတဲ့မြောက်ဖက်ဆိုတာဘယ်နာရှိနေမှလဲသူမသိပါဘူး။ဇိုရိုလိုပဲအရှိဆုံးကရာဘာလူသားလူဖီကလည်းတောင်းနေမြောက်မကွေးတာမို့အခုထိလမ်းမှန်ကိုမြောက်သေးပါဘူး။ဓမြရီနဲ့ထိတ်တိုက်တွေ့နေတဲ့နာမီနဲ့ဦးစိုးကတန်ညုံနေတဲ့ဓမြရီကိုတားနေပါရည်။ဒါပေမဲ့သူတို့ရဲ့တန်ညုံတွေကိုအနောက်မှာပါခင်းလိုက်ရတာကြောင့်ပြေးပေါက်ကပိတ်နေပါပြီ။ဦးစိုးကလည်းပြင်းတဲ့ဓမြတို့ကအနောက်ကနေတင်းမုံနဲ့ထုလိုက်တာကြောင့်မေ့လဲနေပြီ။ကြောင်မဲဖွဲ့ဝင်တွေကရွာတွေကိုဝင်မှုပြေးတက်လာပါရည်။ ပြီးတော့လဲကြနေတဲ့ဥဆုပ်ကမင်းတို့ကိုတောင်ဆောင်ကနေဖျက်ခွင့်မပေးနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ငါစကားတွေကခါတိုင်းလိုပဲလိန်ညာတဲ့စကားတွေအဖြစ်ဆက်ရှိစေရမယ်။ဒါမှတရွာလုံးဒီနေ့ကိုခါတိုင်းလိုပုံမှန်နေလေးတရက်ဖြစ်ပဲဖျက်တန်းလို့ရမှာ။ဒါကြောင့်မင်းတို့ကောင်တွေအားလုံးကိုဖျက်ခွင့်မပေးနိုင်ဘူးဆိုပြီးအာတမီပြောနေပါရီ။အဲဒါကြောင့်ဥဆုပ်ကလည်းသူတို့ကိုတားလို့ဆိုပြီးခြေထောက်တွေနဲ့နေမီတက်ပြစ်ဖို့လို့တုံးမှာနာမီကဒုံးနဲ့စော်ထဲလိုက်ပါရီ။နာမီကဥစုပ်ကိုကဲတင်မို့စူးစမ်းပေမယ့်ပင်လယ်ရမြတွေကလူများနေတဲ့အပြင်အင်အားချင်းလည်းမများတာတော့ရှုံးနေနေပါရီ။ ဂျန်ဂိုဒီယောက်ကတော့ဒီနေရာကိုအလေးမထားတော့ဘဲနဲ့ကက်ပတန်ဂူရိုစီကိုသွားဖို့ပဲစော်လိုက်ပြီးနောက်ကျရင်အားလုံးကိုကက်ပတန်ဂူရိုကတတ်ပြစ်လိုက်မယ်လို့သတိပေးလိုက်ပါတယ်။ဂျန်ဂိုစကားကြောင့်ရွာတွေကိုပြေးဝင်သွားတဲ့ပင်လယ်ရမြလူအုပ်ကြီးကဥဆုပ်ပြုတ်ကိုကြော်ပြီးထွက်ပြေးသွားကြပါမယ်။ဥဆုပ်အနီးကလူရဲ့ခြေထောက်ကိုလှမ်းပြီးဆွဲထားလိုက်ပါတယ်။ဥဆုပ်ကလည်းဒီသမားကအဝေးကြီးရအောင်ကန်လိုက်တာမို့လို့မထနိုင်ပဲဖြစ်နေပါတယ်။လေကြောင်ရဲ့ဥဆုပ်ကသူ့ရဲ့တပည့်လေးတွေနဲ့အတူခါရာရီရဲ့မျက်နှာကိုပါမြင်ပြီးရွာသားတွေကိုမတက်ဖို့အတွက်ဒိတ်စိတ်တောင်းဆိုနေပါရီ။ ်သူငယ်စဉ်ကလေးကကြီးပြင်းလာခဲ့တဲ့ရွာလေးကိုအရန်ချစ်တာကြောင့်နောက်ထပ်အပြည့်အစည်းမခံနိုင်ဘူးလို့ပြောနေတော့ဝုန်းကနေဆိုပြီးပင်လယ်ဓားမြောက်အဖွဲသားတွေအကုန်တိတ်နေပေါ်မှာလွင့်လာပါတယ်။နောက်ကြမှရောက်လာတဲ့ဆရာကြီးဆိုတဲ့လူဖီကဒီလိုပေါက်ကရောက်ကောင်တွေကိုခဏလေးပဲချိန်လိုက်ရတာကြောင့်အားမလို့အားမရဖြစ်နေပါတယ်။ပင်လယ်ဓားမြောက်အဖွဲတွေကလည်းတခဏအတွင်းမှာလေးပေါ်လွင့်သွားတာမို့ဘလို့ပုံစံနဲ့အတိုက်ခိုက်ခံလိုက်ရမှန်းတော့သူမသိပါဘူး။ဂျန်ကိုကဒီကောင်တွေကဘသူတွေမို့လို့ဒီလောက်ကျန်းနေရတာလဲဆိုပြီးအံ့ဩနေပေမဲ့လူဖီတို့ကတော့သူတို့နဲ့ဆိုင်ဟာဆိုင်ဟာလူစုကိုပြဿနာရှာနေကြပါသေးတယ် ဂျန်ဂိုရိုလာကိုစောင့်နေတဲ့ဂလက်ဟာတို့ဟာအခုချိန်ထိသူ့ရဲ့လူတွေမလာသေးတာမို့စောင့်နေပါတယ်။အချိန်ဒီသာကြာလာပြီမဲ့ကြောင်မဲပင်တဲ့များတွေကမလာသေးတာကြောင့်ဂလက်ဟာရောအနေနဲ့ကန်းချီကိုလိုက်လာပါတယ်။ဗဇက်ကနေလည်းသူ့ရဲ့အစည်းအဝေးကိုဖျက်တဲ့သူမှန်သမျှကိုတတ်ပြစ်မယ်လို့ကြိမ်းဝါနေပြီးအဲ့ဒါကိုဥဆုပြည့်တဲ့ဘက်တွေဖြစ်တဲ့ချက်သွန်ဥနီတို့ကတော့ဂလက်ဟာရောရဲ့ရိတ်ချီကိုစောင့်ကြည့်နေပြီးမူမမနာကိုတွေ့လိုက်ရပါတယ်။ဒီနေရာမှာပဲအပိုင်းဆက်နေလေးဟာတခန်းရက်သွားပြီးတော့နောက်တစ်ပိုင်းကိုလည်းဆက်လက်စောင့်မျှကြည့်ရှုပေးကြပါအောင်ခင်ဗျာ။